မင်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ2ရက်မြေလက်တန်ရဲ့တနေ့တာသတင်းစီစဉ်ဖြစ်ပါတယ်ပထမဆုံးတပုတ်အနေနဲ့နေရီကန်တိုက်ပွဲကထွက်ပြေးလာတဲ့စစ်သား80နီးပါးကို CDF အရှူကဖမ်းဆီးထိန်းသိမ်းထားတဲ့သတင်းကိုတင်ဆက်ပါမယ်မကွေးတိုင်းငဖဲမြို့နယ်ရခိုင်ရုံးမပေါ်ရှိနေရီကန်တောင်ဘီဝါစကန်ကုန်းကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်66ဦးကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့နိုဝင်ဘာ2ရက်ဒီကနေ့မှာချင်းကာကွယ်ရေးတပ်အရှူ CDF အရှူကထုတ်ပြန်လာပါတယ် ်ဇွန်လအတွင်းက40ဦးစက်တင်ဘာနဲ့အောက်တိုဘာလအတွင်းက26ဦးဖမ်းမိခဲ့တာဖြစ်ပြီးအားလုံးကပေါ်တာဆဲခံရပြီးနောက်စစ်သားဖြစ်လာကြသူတွေဖြစ်တယ်လို့ဆိုပါတယ်ဖမ်းမိသူအားလုံးဟာနိုင်ငံကလေကြောင်းရန်ကာကွယ်ရေးစခန်းတိုက်ပွဲတွေကနေထွက်ပြေးလာကြတဲ့သူတွေဖြစ်ပြီးလက်နက်နဲ့ထွက်ပြေးလာသူတွေရှိသလိုလက်နက်မမှားသူတွေလည်းရှိတယ်လို့ CDF အရှိုးရဲတာဝန်ရှိသူကပြောပါတယ်ဒါအပြင်ဇွန်လအတွင်းဖမ်းမိသူ40ဦးစီကအမေမျိုးစားတနက်15လက်နဲ့ကြီးစံတွေရရှိခဲ့သလိုစက်တင်ဘာနဲ့အောက်တိုဘာလအတွင်း ဖမ်းမိသူ26ဦးစီကတနက်လေးလဲ RPGG ကြီးစံတွေတင်းစီရရှိခဲ့တယ်လို့ဆိုပါတယ်။အခုလိုဖမ်းဆီးထိန်းသိမ်းထားခံရသူတွေဟာအသက်16နှစ်ကနေ40ကျော်အရွယ်ထိဖြစ်ပြီးသူတို့ရဲ့ကိုရင်ချက်လက်အသေးစိတ်တွေကိုသူတို့ရဲ့မိသားစုတွေလိုကြုံရင်အရာထုတ်ပေါ်ပြောလို့မရပဲအားလုံးကိုနိုင်ငံတကာစစ်တုံးမဲ့ဥပဒေနဲ့အညီထိန်းသိမ်းထားတယ်လို့အထပ်ပတောင်းရှိသူကပြောပါတယ်။ CDF HO အနေနဲ့စတေမာလာဇန်ကနေနိုဝင်ဘာ2ရက်ဒီကနေ့အထိစစ်ကောင်မရှင်တပ်ရဲ့နေရီကန်ဗျူဟာစကန်ကုန်းကိုစစ်ကူလာရောက်တဲ့စစ်ကြောင်းတွေကို မာမေးတပ်တွေနဲ့အတူပူးပေါင်းလာကြားပြတိုက်ခိုက်မှုနဲ့အတူခုခံစစ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတယ်လို့ဆိုပါရယ်စက်တင်ဘာလကနေအောက်တိုဘာလကုန်အထိနှစ်လတာတိုက်ခိုက်မှုအတွင်း CDF အရှိုကတပ်ဖွဲ့ဝင်2ဦးကြာဆုံးခဲ့ရပြီးခြေလက်အင်္ဂါဆုံးရှုံးသူ2ဦးတခြားတိုက်ခိုက်တဲ့ရာရရှိတဲ့တပ်ဖွဲ့ဝင်9ဦးအထိရှိခဲ့တယ်လို့သိရပါရယ်နောက်တစ်ပုတ်အနေနဲ့ကက်မလူမျိုးနဲ့ခွန်တော်အရာရှိအပါ9ဦးကိုပလာဖအချုပ်ထောင်မှာအမှုဖွင့်ဖမ်းဆီးထားတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်အမျိုးသားညီညွတ်ရေးအစိုးရ အန်ယူဂျီရဲ့စကိုင်းနိုင်ကမ်ဘလူမျိုးနယ်အခွန်တော်အရာရှိဖြစ်သူနဲ့အဖွဲ့ဝင်6ဦးကိုစစ်ကောင်စီတောက်တိုင်တွေနဲ့ဆက်သွယ်မှုအပါအမှုငါမှုနဲ့ဖမ်းဆီးစစ်ဆေးနေတယ်လို့ကမ်ဘလူမျိုးနယ်ပြည်သူ့အချုပ်ရေးအဖွဲ့စီကသိရပါဗါဒအခွန်တော်အရာရှိဥမြင့်ကျော်ခေါ်အားခိုင်စရေးအမျိုးသမီးတဦးအခွန်တော်အဖွဲ့ဝင်အမျိုးသား9ဦးတို့ကိုငွေကြေးလွှဲသုံးစားပြုလုပ်မှုလုံပိုင်ခွင့်အာဏာကိုအသုံးချမှုမျိုးနယ်ပါအဖာတစိစီအတူပြုလုပ်မှုတပ်တွေကံပစ္စည်းများဖျောက်ဖျက်မှု စစ်ကောင်မရှိတော့တဲ့အနေကိုဆက်သွယ်မှုတို့နဲ့အော်တိုဘာ၁၂ရက်မှာဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ပါအဖရဲ့စီးတစေးအတုကို၁၂ရက်နေ့ထိန်းသိမ်းတဲ့နေ့ကအခွန်တော်အရာရှိဖွဲ့ကစီးရင်မှာကအင်တာလေးကိုပြေးချခဲ့တာကြောင့်ရဲဘော်တွေကခက်ခက်ခဲခဲနဲ့အင်တာလေးဒီလိုက်ရှာပြီးတော့ယူထားရတယ်လို့ကက်မလူပါအဖတာဝန်ရှိသူကပြောပါတယ်။သူတို့ကိုမဖမ်းဆီးခင်မှာစစ်ဘက်ဆိုင်ရာခရိုင်ကုတ်ကဲရေးတာဝန်ရှိသူတွေတရင်တပ်ဖွဲ့တွေနဲ့ညှိနှိုင်းပြီးမှဖမ်းဆီးခဲ့တာဖြစ်ပြီးစစ်စေးပေါ်ပေါက်ချက်တွေအရ AFDR စီရင်ရေးကိုလွှဲပြောင်းလာအေးအေးယူဆောင်ရွက်နေကြလို့သိရပါတယ်။ လက်ရှိမှာဖမ်းလည်ထားရသူ9ဦးကိုကဲမလူမျိုးနယ်ပလာဖကအမှုဖွင့်ပြီးအချုပ်ခန်းမှကျောဆောင်ထားကဘယ်လိုပုံမှန်တွေနဲ့အမှုဖွင့်ထားလဲဆိုတာကိုတော့မသိရဘူးလို့သူကဆက်ပြောပါတယ်။ဦးမြင့်ကျော်ဟာအခွန်တော်အရာရှိဖြစ်တဲ့2020နှစ်ကနေအခုစက်တင်ဘာလအထိစစ်ကောင်မရှိတဲ့ကဗိုလ်မှူးဇနီးဖြစ်သူတွေစီရီယံမလုပ်ကြတဲ့ရဲတပ်သားတွေနဲ့ဖုံးကနေတစင်ဆက်သွယ်မှုတွေပြုလုပ်ခဲ့တာကိုသူကိုင်ဆောင်တဲ့ဖုံးကစစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဦးမြင့်ကျော်ဟာဆေးရနာမသိင်းခဲ့တဲ့အချိန်တုန်းကစစ်ကောင်မရှိလက်အောက်ခံ ရက်တဖွဲ့ဝင်တအူးဖြစ်ပြီးရက်တဖွဲ့ကနေထွက်ပြေးမှုမူရစီရောင်းဝယ်မှုတွေနဲ့ထောင်ချဘူးသူဖြစ်တယ်လို့လည်းအထက်ပါပါအဖာတာဝန်ရှိသူကဆိုပါတယ်။ဦးမြင့်ကျော်ဟောအာခိုင်ကိုသူ့ရဲ့အကိုရင်းဖြစ်သူလက်ရှိအရမမှုနဲ့တရားရင်ဆိုင်နေရဆဲဖြစ်တဲ့ကမ္ဘလူခရိုင်ပါအဖာတာဝန်ခံဦးမဲခေါင်ကပြီးခဲ့တဲ့2022ခုနှစ်မှာကမ္ဘလူမျိုးနွယ်ရဲ့အခွန်တော်အရာရှိအဖြစ်ခန့်အပ်ခဲ့တာလို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ခရိုင်ပါအဖာတာဝန်ခံဦးမဲခေါင်အမအဝယ်လေးဦးဟာပြီးခဲ့တဲ့2023နဲ့2024ခုနှစ်အတွင်း ပလဖအချုပ်ခန်းတွေအတွင်ချုံတော်ခံရရတဲ့အချင်းသူမျိုးသမီး၄ဦးကို လင်ကျက်ဖတ်မှုကျူးလွန်ခဲ့တာကြောင့်လက်ရှိမှာဒဇယ်မျိုးနယ်ပလဖအချင်းထောင်မှာချုံတော်ခံရပြီးအမှုရင်ဆိုင်နေရဆဲဖြစ်တယ်လို့သိရပါဗျ။ဆက်လက်တိဆက်ပြီးမှာကတော့စစ်တပ်ကိတ်ဖွင့်ထားတဲ့ကြီးရွာကစစ်မှုထမ်းအုပ်တဦးပြစ်ဒဏ်ခံရတဲ့တဲ့င်မှာမကွေးတိုင်းချောင်းမျိုးနယ်စင်ကကြီးရွာမှာစစ်မှုထမ်းအုပ်တဦးပြစ်ခတ်ခံရပြီးတည်ဆုံခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြစ်ဒဏ်ခံရသူဟာ စစ်မှုထမ်းဟာအငင်းစားအသက်45နှစ်အရွယ်ကိုကျော်ဝင်းဆိုသူဖြစ်ပြီးအော်တိုဘာ31ရက်ညပိုင်းကနေအင်းဤလမ်းပေါ်မှာပြစ်ဒဏ်ခံခဲ့ရတာလို့ဆိုပါတယ်။ပြစ်ခတ်ရမှာကိုကျော်ဝင်းရဲ့မိမဖြစ်သူမအေးမော်ကိုဝင်ရောက်ပြစ်ခတ်တာဖြစ်ပြီးမိမဖြစ်သူကလွတ်သွားချိန်ကိုကျော်ဝင်းကစကားမချေမငံပြောရကနေထွက်ပြေးရင် လမ်းပေါ်မှာပြစ်ဒဏ်ခံလိုက်ရတာလို့ဒေသခံတို့ကပြောပါတယ်။တနက်နေ့ပြစ်ခတ်ခံရလို့ကိုကျော်ဝင်းရဲ့ရေဘက်နဲ့ဥကောင်းတွေမှာတီထီတံရတွေနဲ့နေရာမှာရင်တည်ဆုံးသွားပြီး အလောင်းကိုဘယ်သူမှမကောက်ရတဲ့အကြောင်းနိုဝင်ဘာ၁ရက်မနေ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေဒိတ်ပွင့်ချိန်မှာတော့ရတယ်လို့ဆိုပါတယ်။စင်ကာဂျီဝါနီမှာခလာရ၁၆နဲ့ဝါစီတက်ကစစ်ကောင်မရှင်တပ်သားတွေကဂိတ်ပွင့်လာပြီးညနေပိုင်းဆိုဂိတ်မှန်နေတာမရှိဘဲတရင်တွေထဲမှာပြန်နေကြတယ်လို့သိရပါတယ်။အဆိုပါဒေတာတော်ရင်မှာဒေတာကာကွယ်ရေးအဖွဲ့အများစုရှိနေတာကြောင့်ဘယ်အဖွဲ့တွေကပြစ်ခတ်မှုလုပ်သွားတယ်ဆိုတာမသိရသေးသလိုသတင်းထုတ်ပြန်တာမျိုးလည်းမရှိသေးပါဘူး။စစ်ကောင်မရှင်ထောက်ခံ Telegram တွေမှာတော့ စင်ကရွာနေမှာရှိနေတဲ့ပြည်သူတို့ကို PDF တွေဘက်ကလာရောက်ပြစ်တတ်ပြီးဆိုင်ငယ်တစည်းဖုန်းတလုံးငွေကျပ်သိန်း60ယူဆောင်သွားတယ်လို့យេតាဖော်ပြထားကြပါတယ်။နောက်ဆုံးတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့យេតាရှင်မှာတိုက်ပွဲဖြစ်ပြီးစစ်ကြောင်းထုံးမီရှုလို့ဒေသခံထောက်ချီတင်းရှောင်နေရတဲ့အချိန်မှာပဲခူးတိုင်းយេតាရှင်မျိုးနဲ့စစ်တောင်းမြေအရှိဘက်ချမ်းကခြေရွာတွေကိုစစ်ကောင်မရှင်တက်ကစစ်ကြောင်းထုံးမီရှုတာနဲ့ဒေသခံကာကွယ်ရေးတပ်တွေနဲ့လည်းတိုက်ပွဲတွေဖြစ်နေတာကြောင့်ဒေသခံထောင်ထဲကြီးထွက်ပြေးတင်းရှောင်နေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တစ်ခုရဲ့တာဝန်ရှိသူစီကသိရပါဗါဒအော်တိုဘာ25ရက်ကစလို့အင်ဂျီတရာကနေ900ကြာရှိရဲ့ရေလွဲပိန်းနေပင်ကဲလင်းစိတ်ရွှေတောင်ရွာတိကြောင်ကိုကြောက်ပေါ်တင်းနန်သာပိန်းနေပင်စိတ်ရွာတွေကဒေသခံ4000ခန့်ဟာညီဆက်ရကြီးရွာတွေကိုထွက်ပြေးတင်းချောင်းနေကြရတာလို့ဆိုပါတယ်အော်တိုဘာ25ရက်မှာဂျေတာရှင်မျိုးဘက်ကနေအင်အားတရာကြောင်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်ပြင်တက်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဟာရေလွှမ်းကြီးရွာအနီးမှာတစ်ကြိမ်အော်တိုဘာ28ရက်ကပိနေပင်စင်ကြီးရွာမှာနှစ်ကြိမ်နိုဝင်ဘာ1ရက်ကရွှေတောင်ရွာနဲ့တင့်နန္တာကြီးရွာကြားမှာတစ်ကြိမ်စစ်စုပေါင်းတိုက်ပွဲ၄ကြိမ်အထိဖြစ်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားမှု၄ကြိမ်အတွင်းဒေသကာကွယ်ရေးအဖွဲ့ဝင်2ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိတာကစစ်ကောင်စီတပ်ဘက်က10ဦးထက်မနည်းသေဆုံးထားတယ်လို့ဆိုပါတယ်။ဒါ့အပြင်စစ်ကြောင်းထိုးနေစဉ်ကာလအတွင်းစစ်ကောင်စီတပ်ကပိနေပင်ကြီးရွာကနေ15လုံးရွှေတောင်ရွာကနေအချို့ကိုလည်းမီးရှို့ခဲ့ပြီး ပြည့်စုံမှုအရေးအတွက်ကိုတော့စုံစမ်းနေစေဖြစ်တယ်လို့အထပ်ပတောင်းရှိသူကပြောပါတယ်။နိုဝင်ဘာ၂ရက်မှာတော့ရွှေတောင်ကြီးရွာတွေကစစ်ကောင်ပြင်တက်ကအင်အားချုပ်ကိုကျန်တာကကျန်အင်အားတွေကတော့နောက်ပြတ်ဆုတ်သွားတယ်လို့သတင်းရထားပေမဲ့အတည်ပြုနိုင်မှုစူးစမ်းနေတယ်လို့ဆိုပါတယ်။မြေလက်ဒေသကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြေလက်တိုင်းရဲ့နေ့စဉ်သတင်းစီစဉ်ကိုနေ့စဉ်ရမဆန်တော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြေလက်တိုင်းရဲ့ဝက်ဘ်ဆိုက် YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။